ိဘပြည်သူများရှင်ခန့်နေဆိုရဲ့သတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါရဲ့ရှင်တကယ်တော့ဒီနေ့ကတင်းငွေနေဆိုတော့ကျွန်မနားမလားလို့စိတ်ကူးကျင်လိုက်သေးရဲ့မနက်ကလေဒါပေမဲ့နားဖြစ်ပါအောင်ရှင်မိဘပြည်သူများအတွက်မင်္ဂလာသတင်းလေးတွေအရင်ပြောချင်လို့လို့ဒီနေ့ကျွန်မနားမဲရက်ကိုအနားမယူဘဲနဲ့သတင်းလေးတင်ဆက်ဖြစ်တာပါကျမပြောမဲ့သတင်းလေးကိုမင်္ဂလာသတင်းလို့ဝိပပြုများလည်းသိပြီးသားဖြစ်မှာပါမုကုတ်မျိုးကြီးကိုမြမတက်မတော်စစ်ကြောင်းနေပြန်လဲဝင်ရောက်သွားခဲ့ပါပြီတက်မတော်အားဆိုရင်နိုဝင်ဘာလ28ရက်နေ့နေ့ပိုင်းကနေစတင်ပြီးတော့မုကုတ်မျိုးကို စစ်ကားတွေနဲ့မြို့တွင်းဝင်ရောက်သွားခဲ့ပါပြီ။ဒီတော့တပ်မတော်ကမြို့တစ်မြို့ရောက်ရှိသွားပြီဆိုတဲ့အခြေအနေတစ်ခုမှာမြို့ရဲ့အဓိကပထမဆုံးလောက်ရမှာကမြို့နားပတ်ဝန်းကျင်နဲ့မြို့တွင်းထဲမှာမြေမြုပ်မိုင်းတွေထောင်ထားခြင်းရှိမရှိဆိုတာလေသူတို့စစ်ဆေးရမှာပေါ့နော်စစ်ဆေးပြီးရခါမှာဆိုတော့မြို့သူမြို့သားတွေပြန်လည်နေထိုင်နိုင်ဖို့အတွက်ပြည်ပြင်ဆရာရှိရပြည်ပြင်မလုဆောင်ဆရာရှိရလုဆောင်အောင်အုပ်ချုပ်ရေးရန်ညံကိုပြန်လည်လဲပတ်ရမယ်။အဲ့ဒါပြီးရင်တော့မိုးကုတ်မြို့သူမြို့သားတွေအားလုံးမိုးကုတ်မြို့ကြီးကိုအိမ်ပြန်နိုင်ပါပြီရှင့်။ဒီသတင်းစကားလေးကိုပြောချင်လို့ကျွန်မဒီနေ့အလုတ်မနာပဲနဲ့ သတင်းတင်ဆက်တာပါ။အဲ့တော့မိုးကုတ်မြို့ကြီးကတော့တက်မော်ရဲ့နှွေးထွေးရဲ့ရှင်ဝင်အောက်ကိုပြန်လည်ရောက်ရှိသွားပြီ။ဒီလိုရောက်ရှိသွားတဲ့အတွက်ကျင်းတတ်တယ်လို့ရရှိမယ်မကျင်းတတ်တယ်လို့ရရှိမှာပဲ။ဟုတ်တယ်နော်။ပြီးတော့ကျွန်မအနေနဲ့ပြောချင်တာကမိုးကုတ်မြို့ကတက်မော်ရဲ့ရှင်ဝင်အောက်ပြန်လည်ရောက်ရှိသွားတာအပြင်ကိုမိုးကုတ်ဆိုတာအစတည်းကပြည်တော်စုရဲ့ပိုင်ဆိုင်မှုပဲရှင်။ကျွန်တော်တို့မြန်မာနိုင်ငံကပြည်တော်စုမြန်မာနိုင်ငံတော့နော်ဒီမြန်မာနိုင်ငံထဲမှာရှိတဲ့မျိုးတွေအားလုံးကြွားတွေအားလုံးပြည်နယ်အားလုံးဟာပြည်တော်စုရဲ့ပိုင်ဆိုင်မှုတွေ ဒီပိုင်ဆိုင်မှုတွေပဲစီးဆုံးရှုံးတာမဖြစ်အောင်ဒိုင်းနမသားလက်နဲ့အောက်လက်အောက်ကိုမရောက်သွားအောင်အစိမ့်စိမ့်မှာမကွဲသွားအောင်လို့တက်မတော်ဆိုတဲ့ပြည်တော်စုရဲ့သားကဖိနေဆောက်ရှောက်ပေးတာရှင်းတက်မတော်ဆိုတာကျမောင်းနိုင်ငံအတွက်သားကြီးဩရတပဲမိသားစုမှာဖြစ်နေတဲ့စိုးခြင်းကောင်းခြင်းအားလုံးကိုကုညီဆောင်ရွက်ပေးရတယ်မိသားစုဆောက်ရှောက်ပေးရတဲ့သားကြီးဆုံးပဲပေါ့နော်ကျမတို့အဲ့လိုသတ်မှတ်လို့ရတယ်ဒီတော့မုကုံမြို့လေးကတော့အခြားမြို့တွေလိုပဲပြန်လဲတာယာအေးချမ်းလာတော့မယ် မိုးကုတ်မြို့မှာတယန်စာတရီအရန်တူးထုတ်နေတဲ့သူတွေမရှိတော့ဘူး။ဒါပေမဲ့လည်းမိုးကုတ်မြို့လေးကပျက်စီးဆုံးရှုံးမှုတွေအများကြီးကြုံပြီးပြီရှင့်။အဓိကတယန်စာတရီမတရားထုတ်သွားတဲ့အတွက်ဗေရွက်စိုးကျိုးတွေတော့မြို့သူမြို့သားတွေနောက်ဆိုခံစားရအောင်မယ်။ဒါလေးကစိတ်မကောင်းစရာပါပဲ။ကျမနိုင်ငံမှာကလက်နက်ကင်လုပ်နေကြပြီးတော့ဗောနော်လက်နက်ကင်ကြတယ်။ရလက်တွေရကြပြီးဆိုတယန်စာတပဲထုတ်ကြတာ။ခါကြရင်ကျမစဉ်းစားမိရေဗောနောသူတို့လက်နက်ကင်တာကိုအကြောင်းပြချက်ဘလို့ပဲပေးပေးသူတို့ရဲ့အဓိကရည်ရွယ်ချက်လုံဆောင်ချက်ကတင်ရန်စားတာထုတ်ဖို့ပဲရှင့် တရားစာတထုတ်တဲ့ခါကျရင်တော့အကြောင်းပြချက်တွေပေးရပေါ့နော်စစ်စစ်သုံးဖို့အတွက်ဆိုပြီးတရားစာတထုတ်ကြတယ်စစ်စစ်သုံးဖို့အတွက်တရားစာတထုတ်မဲ့အတူတူစစ်ကိုမတိုက်ကြရမကောင်းလားဆိုတာဟာကျတော့တို့မစင်းလာဘူးဒါပေမဲ့တရားစာတထုတ်တယ်ဆိုတာစစ်စစ်သုံးတာနည်းနည်းပါရှင့်တို့လက်နက်ကန်ခေါင်းဆောင်ပိုင်းနေရဲ့သားသမီးရဲ့နိုင်ငံခြားမှာကြောင်းတက်ဖို့ကများများပါအဲ့ဒါတော့တို့အသိဆုံးပါရှင့်တတော်အားရလို့ပဲမသိမှာပါနော်အဲ့တော့မိုးကုံမြို့ကတော့ဘလိုပဲဖြစ်ဖြစ်ရန်သူလက်ထဲကတော့ပြန်လွတ်လာပြီ ဒီရက်စနစ်လည်းတော်တော်ပြက်စီးနေတော့ပေးရှင်မိုးကုတ်ကြောက်ကွင်းဆိုမြင်ရဆရာအောင်ကြောက်ကွင်းကိုကောက်ကွင်းဆိုမြင်ရဆရာအောင်မရှိဘူးငွားစာကျဲနေအောင်တူထားတာပေါ့နော်အဲ့ဒီပြည်ရဆိုးကြိုးတွေကမိုးရတည်ကြလို့ရှင်အမီပြူတာတွေရေကြီးရေရှာတာတွေကမိုးကုတ်မြို့သူမြို့သားတွေပဲခံရအောင်ပါနော်ဘယ်သူမှမကောင်းရှင်တကယ်ကြောက်လေဘယ်သူမှမကောင်းဘယ်သူမှမကောင်းဒီမြေမှာစစ်ပွဲတွေကြောက်အသက်တည်သွားတဲ့သူတွေလည်းမကောင်းကြံခဲ့တဲ့သူတွေလည်းမကောင်းမြို့လည်းမကောင်းနိုင်ငံလည်းမကောင်းပြည်တော်စုလည်းမကောင်းဘယ်သူကောင်းလဲစစ်ဖြစ်တော့ဘယ်သူမှမကောင်းအဲ့ဒါကိုများ အခုချိန်ကြီးချို့ရအမုံတရားရှင်ဝဲပိုက်ပြီးစစ်ကဖြစ်ချင်နေကြတော့မယ်အော်ဘူကောင်းလေတက်မလို့နိုင်သွားပါပြီတိုက်မေးပါနဲ့တော့ဆိုတော့လက်မခံတဲ့သူတွေရှိရပေါ့နော်ပြီးတော့ကျွန်မအခုဒုတိယသတင်းလေးကအဲ့ဒါလေးနဲ့ဆက်ဆက်တယ်အရှုံးလက်မခံတဲ့သူတွေကိုဂျင်းထည့်သွားတဲ့အုပ်စုပေါ့ရှင်အဲ့ဒါကတော့မိုးကုတ် PDF ဖွဲ့လေးကျွန်မမိဘပြည်သူများကိုဒီသတင်းလေးတွေကိုမကြည့်ခင်မှာကျွန်မမိုးကုတ်ဖြစ်စဉ်လေးဆုံးပြောပြမှာပေါ့နော် TNL ကတက်မတော်နဲ့ညှိနှိုင်းပြီးရခါမှာဆိုရင်မိုးကုတ်မှာရှိရပီတက်တွေလေမိုးကုတ်ပီတက်တွေကမန္တလေးပေါ်ရှင်မန္တလေးပီတက်တွေမိုးကုတ်မှာရှိသွားချနေတဲ့သူတွေကမိုးကုတ်ကိုငါတို့ကာကွယ်မယ်ဆိုပြီးအတန်ထွက်တယ်။အဲ့ဒီအတန်ထွက်ခြင်းရွေချက်တွေလာရတယ်အခုပေါ်လွင်သွားခဲ့ပြီ။အဲ့ဒါလေးဆိုတော့ပြောပြမယ်ရှင်အခုဒီမှာမိဘပြည်များသတင်းလေးကြည့်လိုက်ပါ။ AR တိုင်းရနေပြီးတင်ထားတဲ့သတင်းဖြစ်ပါတယ်။အောက်တိုဘာလ30ရက်နေ့ကတင်ထားတာပါ။မိုးကုတ်မြို့ကိုတဲ့စစ်ကော်မရှင်လက်အောက်မကြစေရန်ကာကွယ်သွားမည်ဟုမိုးကုတ်ပကဖထုတ်ပြန်တဲ့ ။ तू ထုတ်ပြန်လားမှန်လား။အခုမိုးကုတ်မြို့ကိုအဲ့ဒီဗါလေမိုးကုတ်ပကဖဆိုရဲ့ဖွဲ့ကကွယ်နေလား။ကကွယ်နေလား။လူမောကကွယ်မနစ်တနေရပဲဥပမာစစ်ကားနဲ့ဝင်သွားပြီလမ်းမှာလက်လက်လက်တားမဲ့လူတော်မရှိဘူး။နော်။တနက်နဲ့ချောင်းပြီးတော့ဟိုတိုက်စစ်စင်မှုမပြောနဲ့လက်နဲ့တားစစ်ကားကိုမတွားနဲ့ဆိုလက်လက်တားမဲ့လူတော်မရှိဘူး။နော်။အဲ့တော့ ARB တိုင်းကတင်တဲ့တဲ့မှန်လား။မိဘပြည်များကိုအဆုံးဖြတ်ကျမအဖြစ်မပေးခြင်းသတင်းသမားအချင်းချင်းဆိုနည်းနည်းဒါ respect ထားတာပေါ့နော်အဲ့တော့နောက်တစ်ခုလည်းတင်ထားသေးရဲ့ရှင်အဲ့ဒီအော်တိုဘာလာ 30ရက်နေမှာပဲမိုးကုံမြုပ်ကိုတဲ့ကောက်ွယ်သွားမယ်ဆိုပြီးထပ်တင်ထားတယ်။တော်တော်ချက်သိက္ခာမရှိရအောင်စုပါရှင့်။နောက်ထပ်တင်ထားတာကြတော့ဒီမှာ the revolution post တဲ့မိုးကုံမြုပ်ကို PDF နဲ့ပကဖပူပေါင်းထိန်းချုပ်တယ်မယ်။အောက်တိုဘာလ29ရက်နေ့တင်ထားတာ။အဲ့ဒီတရေရမှန်းလား။မိဘပြည်သူများပဲကိုယ်အဆုံးဖြတ်ခြင်းမှန်းလား။အခုတက်မလို့ဝင်သွားပြီလေမိုးကုံမြုပ်ကိုသူတို့ထိန်းချုပ်နေသေးလား။နောက်တစ်ပုတ်ပြအောင်မယ်ရှင့်။ day news ဆိုတဲ့ကတင်ထားတာ။ အော်တိုဘလာ31ကမိုးကုတ်မြို့ကိုအစောကုန်ကာကွယ်မည်ဟုအန်ယူဂျီတက်များပြောတဲ့ဩကာကွယ်နေကြလားခုအန်ယူဂျီတက်တယ်မိုးကုတ်မြို့ကိုမငါကွယ်နေဘူးဟုတ်တယ်နော်ယူရပြည်များလည်းအမြင်ပဲနောက်ထပ်တင်ထားတာကြတော့မှာဘာမာ VJ ဆိုတဲ့ဟာကမှသတင်းသမားတောင်ပါသေးရဲ့သတင်းတင်ဆက်တဲ့မြို့သမီးတောင်ပါသေးရဲ့မိုးကုတ်မြို့ပြန်မပေးရရေးစစ်အုပ်စုကိုခုခံတိုက်ခိုက်ဖို့မိုးကုတ်မြို့နယ်ကတော်လှန်ရေးရဲဘော်ဟောင်းတွေအနေနဲ့ပြန်လည်ပူးပေါင်းပါဝင်လာကြဖို့မိုးကုတ်မြို့နယ်ကပြည်သူတွေကတိုက်တွန်းပါ냐ဆိုပြီးတော့ရေးထားတယ်ပရင်တက်ဆက်ထားပါတော့ ီတော့မိုးကုတ်မြို့ကို DNL ကပန်ပေးမယ်တက်မလို့နဲ့ညှိနှိုင်းပြီးဝယ်မယ်ဆိုတဲ့အခြေအနေတခုမှာမိုးကုတ်မြို့ကြီးကိုငါတို့ကာဝယ်ပါမယ်ဆိုပြီးတော့ပီတက်ဒီဘာကြောင့်ဂျင်းထဲလို့ထင်လဲအဲ့လိုဂျင်းထဲခြင်းနောက်မှာစစ်ကိုဆက်လက်တိုက်ချင်နေကြတဲ့စစ်မြေပြင်အေရီးယားမှာရှိတဲ့နိုင်ငံသားငတုံးတွေမိုးကုတ်မြို့မှာနေတာမဟုတ်တဲ့ရန်ကုန်တို့မန္တလေးတို့မှာရှိတဲ့ငတုံးတွေကအဲ့ဒီပီတက်ဒီစီကိုပတ်စံလေးပို့ကြတယ်ရှင် ဒေါ်လာတွေဒေါ်လာတွေနဲ့နိုင်ငံခြားဆိုဒေါ်လာနဲ့ပို့တယ်ပြည်တွင်းရဆိုရင်မြန်မာငွေနဲ့ပို့တော့သူတို့ကပတ်စံတွေအများကြီးရောင်းလာတာစစ်တိုင်းပဲငါတို့ကာကွယ်မယ်ဆိုပြီးတော့ဂျင်းထည့်လိုက်တာအဲ့ဒီဂျင်းတထောင်နဲ့တင်သူတို့ပတ်စံတော်တော်ခိုင်သွားတာဟွန်းအခုပတ်စံခိုင်သွားတော့ဘာဖြစ်လဲအဲ့ပတ်စံတုံးလေးပိုက်ပြီးတော့မိုးကုတ်မြွန်းနေထွက်သွားတာပေါ့ရှင်ရှင်းရှင်းလေးဟာကိုလမ်းစိတ်ရှာပေးလိုက်တာဘာမှမဟုတ်ဘူးထွက်သွားကနေလမ်းစိတ်ရှာပေးလိုက်တာပေါ့နော်အဲ့တော့တော်လှန်ရေးဆိုတဲ့ဟာကိုအခုထိယုံကြည်နေတဲ့သူတွေလည်းတော်တော်ချင်းကြိုက်တယ်ရှင် 2021ကနေမိလာလိုက်တဲ့ချင်း2025ကုံတော့မယ်တလပဲလို့တော့တယ်မိတော့မယ်အဲ့ချင်းကျွန်မတို့ဆိုတခါမိတော်ကြီးပေါ့ရှင်ဟုတ်တယ်လူပဲဟာဟုတ်ဘူးလားတခါအလင်ခံရရင်မဖြစ်လေသူများအပြစ်နှစ်ခါအလင်ခံရရင်သူများအပြစ်ရသေးရဲ့သုံးခါအလင်ခံရရင်အဲ့ဒါကိုပြစ်ဖြစ်ပြီအဲ့စကားလကားထားခဲ့တာမဟုတ်ဘူးအခုအဲ့ညီပိတ်တရားလေးဘဏ္ဍခလေးအလင်ခံလို့ခံရမှာမသိအဲ့ဒါလဲတို့ကချင်းကြိုက်တော့မယ်ဆိုတော့เนาะတို့ချင်းကြော်ကြွေးရမယ်ရှင်သိလားเนาะအဲ့တော့အဲ့လိုရှိရဲဟိုကောင်ကြီးက မိုးကုံမြို့ကိုအခြေတည်ပြီးတော့မိုးကုံမြို့ကိုအကြောင်းပြုတ်ပြီးတော့အိတ်ဖောင်းလှုပ်သွားပြီးတော့မှထွက်ပြေးသွားတာထွက်သွားကြတာမိုးကုံမြို့မှာအခုခွေးခွေးတောင်ကြောင်တမီတောင်မရှိပြီးတဲ့နဲ့ပတ်သက်လို့ရှင်ပြည်သူတွေပဲရှိတယ်။ပြမလို့ဝင်သွားပြီနော်ကျမတို့လည်းအခြေအနေပေးလို့ရှင်မိုးကုံမြို့မှာသတင်းရိုက်ကူးရေးဘာလို့သွားလို့ဖြစ်သွားလို့ဖြစ်မယ်။ကြောင်မင်းတို့ကလည်းကျမတို့သွားခဲ့တာဆိုတော့လေပေါ့နော်အဲ့တော့အဲ့လိုအခြေအနေရှိရဲ့ရှင်ဒါမိုးကုံမြို့နဲ့ပတ်သက်တဲ့သတင်းလေးကိုကျမပြောပြတာမိုးကုံမြို့သူမြို့သားတွေလည်း ချက်ချင်းမဟုတ်ရင်တော့မိုးကုတ်မြို့လေးအဆင်ပြေသွားပြီဆိုကျွန်တော်ရိုက်ကူးဖွဲ့ရအောင်သွားနိုင်ပြီဆိုမိုးကုတ်မြို့သူမြို့သားတွေသွားလို့ရပြီပေါ့ဟုတ်တယ်မလားအဲ့တော့ကျွန်တော်သွားတဲ့အချိန်လေးတစ်ချက်စောင့်ကြည့်ပြီသတင်းသမားတွေသွားပြီဆိုခြားလူလည်းသွားလို့ရပြီကျွန်တော်လိုမျက်နှာရည်တော့သွားလို့ရနေရဟုတ်တယ်မလားတာမန်ပြည်သူဆိုအေးဆေးသွားလို့ရတယ်အဲ့ဒါလေးပြောချင်တာပေါ့နော်ကျွန်တော်တို့ကရှေ့ပြေးနေနဲ့စူးစမ်းပြီးတော့သတင်းလေးတွေရှာဖွေပေးနိုင်အောင်တင်ဆက်ပေးနိုင်အောင်စူးစမ်းပါမယ်မိဘလူများအေးအေးချမ်းချမ်းအိမ်ပြန်နိုင်အောင်လို့ဒီအိမ်ပြန်နန်းလေးကမြို့သူမြို့ပုံလွှဲထွေးတယ်မြို့သူမြို့ပုံလှပတယ်ဘလို့လေးရှိတယ်ဆိုတာလေးကိုကျွန်တော်တင်ဆက်ပေးမှာဒါသတင်းသမားတောင်းအောင်လဲချင် ကျမတို့ကမိဘဘီသူအားလုံးအေးပြန်စေခြင်းနဲ့အေဂျင့်နဲ့ဒေတာတွေမှာပဲနေထိုင်စေခြင်းနဲ့မအားကြောင့်လဲဆိုတော့ကျမတို့ကိုချင်းစားတယ်2021တုန်းကလည်းကျမတို့ဆိုတဲ့အင်အားတွေဖျက်ပြေးခဲ့ရတာလေအဲ့တော့ကိုယ့်အိမ်မှာကိုမနေရတဲ့ဒုက္ခကိုကျမကောင်းကောင်းသိရဲ့ရှင်ကောင်းကောင်းကိုချင်းစားတတ်တယ်ဘုကမျိုးကတော့အတုံးချကံဖြစ်သွားတာပေါ့နော်ဘုကမျိုးအရင်ပြုတ်ပြီးတော့အိတ်ဖောင်းသွားတဲ့သူတွေကတော့တနည်းရံမှာနောက်ထပ်ဘယ်မျိုးအတုံးချမလဲဆိုတာကိုဆက်လက်တွေးတောကြံစီနေကြမယ်နဲ့တူပါရဲ့ရှင်ကျမတို့နိုင်ငံမှာဒီလိုခွင့်ရေးသမားတွေညာနေသူတွေကတော့ မြို့ရွာရဲ့ပျက်စီးခြင်းဆိုတာကရက်တန့်အောင်မှမဟုတ်ပါအောင်ရှင်။မိဘပြည်သူများရှင်ဒီနေ့ကမင်္ဂလာရှိတဲ့နေ့လေးဆိုတော့ကျွန်မမင်္ဂလာသတင်းလေးပဲဆက်လက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်ရှင်။ဒုတိယသတင်းလေးကတော့ကျွန်မတို့အခုဒီတီလဝါစိတ်ကမ်းမှာစိုက်ကတ်ထားတဲ့ LNG တုံထောင်တင်မောပေါ့နော်။အဲ့တင်မောကနေပြီးတော့စုစုပေါင်းထားပမာဏ900မီဂါဝက်အထိတိုးမြင့်ထုတ်လုပ်သွားဖို့အတွက်ကိုစူးစမ်းလုံဆောင်နေပါရှင့်ဒီဇင်ဘာလအတွင်းမှာဒါကပမာဏ100ကနေ200မီဂါဝက်အထိထုတ်လုပ်ဖို့အတွက်လည်းကြိုးပမ်းဆောင်နေရဲဆိုပြီးသိရပါတယ် အကြီးကပြည်သူလူထုနဲ့ဆက်မှုဆောင်ရဲ့လက်ဆက်တွေအားလိုအပ်ချက်ကိုပေါ့နော်ပုံမူဖြည့်ဆည်းပေးနိုင်မှုအတွက် NNG တိုးလောင်တင်မောစိုက်ကတ်ထားပြီးတဲ့အခါမှာဆိုရင်အဆိုပါ NNG ဓာတ်ငွေ့ရေကိုဓာတ်ငွေ့အဖြစ်ပြန်လည်ထုတ်လုပ်ပြီးတော့တန်လင်း200မီဂါဝက်နဲ့တာကေတ300မီဂါဝက်ဓာတ်ပိတ်ဆက်ုံလေးပိတ်ပုတ်ထားပါတယ်ပြီးတော့ဒီဟာတွေနဲ့တအားစမ်းသပ်မှောင်းနေနေပြီဖြစ်ပါတယ်ဆိုပြီးတော့လက်ဆက်စွမ်းအဝေးဌာနကနေပြီးတော့သတင်းထုတ်ပြန်ထားတာကိုသတင်းမီဒီယာတွေမှာတင်ထားတာကျွန်တော်တွေ့ရပါတယ်ရှင့် ခုလိုမျိုးသဘောတန်းခွေရှိရနေပြီးတော့ဗောနော်တန်းခွေပြန်လဲပြုတ်လုတဲ့စက်ယုံတွေတန်လင်းတို့တာကေတာတို့မှာရှိရဲ200မီဂါဝတ်ဓာတ်ပေးစက်ယုံတို့တာကေတာက300မီဂါဝတ်ဓာတ်ပေးစက်ယုံတို့ကဒါစမ်းသက်မောင်းနေမှုတွေကိုလည်းထက်ဆက်စွာဝင်းဌာနကပြည်တော်စုဝင်ကြီးဖြစ်တဲ့ဥညာထုံးကနေပြီးတော့နိုဝင်ဘာလ29ရက်နေ့မှာသွားပြီးတော့စစ်ဆေးကြည့်ရှုထားရလို့ကျွန်တော်တို့သတင်းလေးရရှိထားပါတယ်ဒါလည်းအင်မတန်ဝမ်းသာကိုကောင်းတဲ့သတင်းလေးပါရှင် ပြောရမယ်ဆိုရန်ကုန်မှာမီးတွေကအချိန်နဲ့ရတာပေါ့နော်တော်တော်ကိုလက်စစ်လက်စစ်ဒုက္ခတွေဖြစ်နေတာပေါ့ရှင်အစမပြေမှုတွေဖြစ်နေတဲ့ခါကျတော့လက်စစ်တားတွေအခုတိုးမြင့်ပြီးထုတ်နိုင်တော့မှာဖြစ်တဲ့အတွက်ရန်ကုန်မြို့မှာနေရတဲ့သူတွေနည်းနည်းတော့ပြုံးလို့ရပြီရှင်မျက်နှာလေးပြုံးလို့ရပြီနော်ပြုံးလို့ရပြီနော်အရင်ကဆိုရင်ပီချက်တွေပေါ်လာတော့တာဝါတိုင်းတွေလိုက်ချိုးရလေဆက်သွဲတာဝါတိုင်းလည်းချိုးရလက်စစ်တွေလက်စစ်ဥစားတွေလည်းချိုးရဆိုတဲ့အခါကျတော့အဲ့ဒီမှာလက်စစ်တားနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးမှုတွေအဲ့ဒီမှာပြုံးတီးမှုတွေတဖက် ရုံးကတိုင်းပြန်မတည်ငြိမ်တော့၂၂ပတ်သက်ပြီးတော့စီမံကိန်းတွေအရှိမတိုးနိုင်တာတစ်ဖက်နဲ့မိမိရတဲ့အခါကျတော့ရန်ကုန်ကနေတိုက်ခန်းချင်းချင်းလေးရနေပြီးတော့ကျမတို့ဘောမဆိုပြီးဆဲတဲ့အုပ်စုကလည်းအဲတတ်တတ်ကိုရှိရဆိုတော့အခုမဆဲနေတော့နော်မိရမှန်တော့မယ်မှန်တော့မယ်သဘောတရားမှရှိရမဆဲနေတော့ဟုတ်ပြီလားနော်တိုင်းပြည်အကောင်းဆုံးပြန်ပြီးတော့စီမံပေးထားတယ်ကိုကတိုင်းပြည်ကနေပြီးတော့ကောင်းတဲ့အရာတွေပဲဖြစ်ဖို့အတွက်ပဲစူးစမ်းလှုံ့ဆော်ကြမှာဒီနိုင်ငံထဲမှာအတူတူပဲနေနေကြတာပြင်ကမှနေပြီးဘောပဲမမထမိန်မဲခြုံခြုံအဲ့ဒါကိုကိစ္စတိုင်းပြည်ပြည့်စည်လို့ရှင်အကုန်ခံရမှာ ဆိုတာလေးကိုတော့လည်းအုံနောက်ပြန်မထည့်ထားကြစေချင်ပါတယ်။အစိုးရကိုကြိုက်ကြိုက်မကြိုက်ကြိုက်အစိုးရဆိုတာ၅နှစ်တခါပြောင်းမှာဒီမိုကရေစီစနစ်လေဟုတ်တယ်မလား။အနည်းဆုံး၅နှစ်တခါတော့ချိန်နေမှာပဲနော်။မချိန်တော့မှတိုင်းပြည်ပျက်စီးသွားလို့ရှိရင်၅နှစ်နဲ့လည်းပြန်လည်ဆောက်ဖို့ခက်တယ်။၁၀နှစ်နဲ့လည်းပြန်လည်ဆောက်ဖို့ခက်တယ်ဆိုတာသိနာလဲဖို့လိုပါတယ်။လက်စစ်နဲ့ပတ်သက်တာနေပြီးတော့ကျွန်မဆုံးမစကားလေးပြောတာပါ။ကျွန်မသတင်းပြောဆုံးမစကားလေးပြောတတ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဆုံမိပါပြည်သူတွေကနည်းနည်းအတိခောက်ခတ်အဝင်နဲ့တည်းရှင့်။အသိပညာတွေတိတ်မရှိကြဘူးပေါ့နော်။ဒါကြောင့်ကျွန်မတို့မြန်မာနိုင်ငံသားအချင်းချင်း ။အော်သူတည်ကြလေးရပါစေဆိုတဲ့စိတ်စေတနာလေးနဲ့ပြောပြတာပါ။ဆရာလုပ်တယ်လို့တော့မထင်ပါနဲ့ရှင့်။မိဘပြုလို့အတိတ်ကြလေးရတယ်အားလုံးကတိုင်းမီကောင်းမှုအတွက်ပဲလုပ်ကြမယ်ဆိုရင်တိုင်းမီတကယ်ကောင်းလာမှာလေ။ဒါကကျမတို့ကဒီနေ့တယောက်ရရနှစ်ယောက်ရရစီယုံပြောဆိုပြီးတော့အသိပညာလေးတွေအတတ်နိုင်ဆုံးမျှော်ပေးတာဖြစ်ပါတယ်။ကျမတို့လည်းအရန်တော်လို့တော့မဟုတ်ပါဘူးနော်။ဒါပေမဲ့ကျမတို့စိတ်စေတနာလေးကတော့တိုင်းမီပေါ်မှာဒီလိုလေးရှိတယ်။မိဘပြုများလည်းကျမတို့လောက်လေးပဲစိတ်စေတနာလေးကောင်းကောင်းလေးထားပေးမယ်ဆိုကျမတို့နိုင်ငံကောင်းလာမှာ။ဒါကြောင့်ကျမအခုလိုလေးပြောတာပါရှင်။ ကျွန်မတင်လေးတွေအမြဲတမ်းစိတ်ရှိလက်ရှိနားထောင်နေပြီးပါပြူများအောင်လည်းကျွန်မအမြဲတမ်းကျေးဇူးတင်နေပါတယ်ရှင်။ကျွန်မရဲ့ယနေ့တင်တဲ့ဆက်မှုလေးကိုဒီလောက်နဲ့ပဲခਿੱတခဏရှင်းနာပေးရစီရှင်။ကျွန်မတင်လေးတွေကိုနေ့စဉ်နေ့တိုင်းပဲကြည့်ရှုအားပေးတယ်မိဘပြူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေ။ကောင်းသောလူရင်းစန္ဒများပြေဝါကြပါစေ။လူချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေ။အထင်သေးချင်းအချင်းချင်းကင်းရှင်းကြပါစေ။စိတ်ရဲ့လူချင်းအချင်းချင်းကင်းရှင်းကြပါစေလို့ကျွန်မခန့်နေစုကစုတော်မြတ်တာပို့သားလိုက်ရပါရဲ့ရှင်။